ကမ္ဘာအနှက်ဆုံးလို့ပြောတဲ့မက္ကဆီကိုပင်လယ်ော်ကတန်ကြာအပြာရောင်တွင်းနေကြီးပင်လယ်ရောက်ကပေါ်မှာလူသားတွေမသိသေးတဲ့လှေဝှက်ဆန်းကျဲတဲ့နေရာတွေအများအပြားရှိလို့နေပါ ರಿ အဲ့ဒီထဲမှာမှယနေ့အချိန်ထိအံ့ဩဖွယ်ကောင်းတာကမက္ကဆီကိုနိုင်ငံခြေတူးမပင်လယ်ော်မှာမကြသေးမီကမှရှားဖွေတွင်းရှိခဲ့တဲ့တန်ကြာအပြာရောင်တွင်းနေကြီးဟာကမ္ဘာသိပ္ပံပညာရှင်တွေကိုအံ့အားသင့်စေခဲ့တဲ့အရာတစ်ခုဖြစ်ပါ ರಿ ဒီရေအောက်တွင်းနဲ့ကြီးဟာအလွန်နဲ့ဆိုင်ပြီးရေအောက်လိုင်းကောင်းလိုမျိုးတည်ရှိနေတာကြောင့်သူ့ကိုပင်လယ်အောက်မှာနှံနေတဲ့မျက်လုံးလိုလည်းပဲခေါ်ကြပါသည်ဒီထူးခြားတဲ့အပြာရောင်တွင်းနဲ့ကြီးရဲ့လှည့်ဝှက်ချက်တွေကဘာရီများဖြစ်မလဲဆိုတာတန်းပြပါမြန်မာပရိသတ်တွေနဲ့အတူတူကြည့်လိုက်ကြရအောင်ပါဒီဘလူးဟိုလိုခေါ်တဲ့အပြာရောင်တွင်းနဲ့ကြီးဟာပင်လယ်ရေအောက်မှာရှိတဲ့မြေအောက်လိုင်းကောင်ဒါမှမဟုတ်ရေအောက်တွင်းနဲ့ကြီးပဲဖြစ်ပါလိမ့်။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလေးကရေမျက်နှာပြင်မြင့်တက်လာခြင်းမရှိခင်အဲ့ဒီတွင်းနဲ့ကြီးတွေဟာရေတိုက်စားမှုကြောင့်ပေါ်ပေါက်လာတာဖြစ်ပြီး ရေဝင်လာပြီးတဲ့နောက်မှာတော့ထူးခြားတဲ့အပြာရောင်ဆောက်ဝိုင်းပုံသဏ္ဍာန်ပုံစံမျိုးနဲ့မြင်တွေ့ရတာဖြစ်ပါတယ်။နောက်ပြီးသူရဲ့နာမည်မှာပါတဲ့တန်ကြာဆိုတဲ့အဓိပ္ပာယ်ဟာဒီသားကံမာယာဘာသာစကားအရဆိုရင်ရေအနက်ကြီးလို့အဓိပ္ပာယ်ရပါတယ်။ဒီတန်ကြာအပြာရောင်တွင်းနဲ့ကြီးကိုတော့2020ခုနှစ်မှာစတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးသူရဲ့အရွယ်စားကိုတိုင်းတာခဲ့ရမှာပညာရှင်တွေအားလုံးအံ့ဩတုန်လှုပ်ခဲ့ကြရပါတယ်။ပထမဆုံးတိုင်းတာမှုရဒီတွင်းနဲ့ကြီးဟာအနက်မီတာ294မီတာ ပေနဲ့ဆိုရင်တော့ပေပေါင်း900ကျော်လောက်အထိရှိပါသေး။ဒါပေမဲ့မကြသေးခင်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတွေအရသူ့ရဲ့အနက်ဟာမီတာ420ပေ1380အထိပုံမှန်နဲ့ဆိုင်းလာပြီးကမ္ဘာအနက်အဆိုင်ဆုံးအပြာရောင်တွင်းနယ်ကြီးအဖြစ်မှတ်တမ်းဝင်သွားပြီလို့လည်းဆိုလို့ရပါသေး။ဒီရေနပ်ပမာဏဟာအရင်ဆိုင်ငိန်တင်ထားပြုတဲ့တောင်တရုတ်ပင်လေက Dragon Hole လို့ခေါ်တဲ့ငကားတွင်းနဲ့ထပ်တောင်မှပို့ပြီးနဲ့ဆိုင်လို့နေပါရီဒီတွင်းကြီးကအောက်ကူရီမဲ့နဲ့တာမဟုတ်ပါဘူးအကျယ်ဝင်းကလည်းကြီးမားပါရီ မြေပြင်ပေါ်ရမှာဆိုရင်ဒီတွင်းနယ်ကြီးဟာအချင်းမီတာ140ပေနဲ့ဆိုရင်ပေ460ကျော်လောက်အကျယ်ရှိပြီးခေါင်းပွင့်ထားတဲ့ကရော့ပုံတရံနဲ့မြင်တွေ့ရမှာဖြစ်ပါသည်တွင်းနယ်ကြီးရဲ့ပတ်ပတ်လေးမှာတော့ရှိတဲ့ရေတွေကပုံမှန်ပင်လယ်ရေတွေလိုအယောင်ရှိပေမဲ့တွင်းနယ်ရဲ့အလဲဘဟုမှာတော့နတ်ရှိုင်းပြီးတော့မှောင်မဲတဲ့အပြာရောင်ကိုမြင်ရတဲ့အတွက်အပေါ်ကကြည့်မယ်ဆိုရင်အလွန်ဆွဲဆောင်မှုရှိပြီးစိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုဖန်တီးပေးပါသည်ဒီတွင်းနယ်ကြီးဟာသမုဒ္ဒရာရဲ့လေဝှက်ချက်တွေကိုဖုံးကွယ်ထားနိုင်တယ်လို့ယုံကြည်ကြတဲ့သူတွေလည်းရှိပါသေးတယ်။သူ့ရဲ့အောက်ခြေမှာ ထူးခြားစံပြရတဲ့ဇီဝမျိုးကွဲတွေဒါမှမဟုတ်ရှေးဟောင်းသမိုင်းဝင်အထောက်အထားတွေပုံကွယ်နေနိုင်ပါ ರಿ ဒီလိုကြီးမားတဲ့တွင်းနဲ့တွေဟာပင်လယ်ကြီးအောက်ကအပူချိန်ဇာတ်ဓာတ်နဲ့အောက်ဆီဂျင်ပမာဏတွေတိတိတသားပြောင်းလဲနေတဲ့မတူညီတဲ့ဂေဟစနစ်တွေကိုလည်းဖန်တီးပေးထားပါ ರಿ ဒါကြောင့်မလို့ဒီတမ်ဂျာတွင်းနဲ့ကြီးဟာသိပ္ပံပညာရှင်တွေနဲ့ဇီဝဗေဒဘူမိဗေဒဆိုင်ရာအချက်အလက်အသစ်တွေကိုရှာဖွေပေးနိုင်မဲ့အဖို့တန်သူတည်တနာနေမြေဖြစ်ပါ ರಿ ။ညီကောင်းချောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့မက္ဆီကိုပင်လယ်အော်ကတန်းချာအပြာရောင်တွင်းနယ်ကြီးဟာကမ္ဘာအနှံ့ဆိုင်ဆုံးတွင်းနယ်ကြီးအဖြစ်မှတ်တမ်းဝင်ခဲ့ရုံသာမကဘဲသမုဒ္ဒရာရဲ့မယုံနိုင်စရာလေးဝက်ချက်တွေနဲ့အန်အောဘွေရာတွေကိုပါဖော်ထုတ်ပြသလိုနေပါရည်။ဒီတွင်းနယ်ကြီးဟာရေအောက်ကမ္ဘာရဲ့နက်နဲမှုကိုထင်ဟပ်နေပြီးအနာဂတ်မှာလည်းသိပ္ပံပညာရှင်တွေအတွက်စမ်းသပ်လည်လာမှုတွေဆက်လက်လှုံ့ဆော်သွားရမယ့်ဗဟေလိတစ်ခုပဲဖြစ်ပါရည်။